ကိုယ့်ရဲ့သဘင်မွေကကိုမျက်နာပေါ်လာထင်တော့စိတ်တွေတို့ဘာပဲလုပ်လို့အဆင်မပြေပါလားဆိုပြီးတော့ကိုကိုကိုအပြစ်တွေမြင်ကိုပေးတာလူတွေကိုပါစိတ်မရှိဒေါသတွေပုံချမိနဲ့ခန္ဓာကိုယ်ကလည်းနေလို့မကောင်းဖြစ်တဲ့အချိန်တစ်ချိန်တော့တလောက်မှတစ်ခါမိန်ကလေးတွေမှာရှိတတ်ပါတယ် ချစ်စုံမင်းကလေးကအကြောင်းမဲ့စိတ်ကောင်းနေပြီဆိုရင်လည်း PMS ချိန်ရောက်ပြီလားလို့တချို့ယောက်ျားလေးတွေကတွေးတက်ကြပါတယ်။အခုဗီဒီယိုလေးမှာတော့မင်းကလေးတိုင်းဒီပါခံစားရတတ်တဲ့ PMS ဆိုတာဘာလဲ။ဘလောက်ထိအဖြစ်များလဲ။ဘလိုလက္ခဏာတွေခံစားရတတ်လဲနဲ့သက်တာအောင်လုပ်လို့ရတဲ့နည်းလမ်းသုံးခုကိုပြပြပေးသွားချင်ပါတယ်ရှင်။ PMS ဆိုတာက premenstrual syndrome လို့ခေါ်တဲ့မင်းကလေးတွေရာသီမလာခင်မှာ စိတ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာခံစားရတတ်တဲ့လက္ခဏာဆိုတစ်ခုပါ။ ဖျားသီးမလာခင်ဟော်မုန်းအပြောင်းအလဲတွေကြောင့်ခံစားရတာဖြစ်ပြီးတော့ဖြစ်တတ်တဲ့လက္ခဏာတွေကမျိုးသမီးတစ်ယောက်နဲ့တစ်ယောက်မှာမတူညီတာမျိုးရှိတတ်ပါတယ် PMS ကအဖြစ်များလားဆိုရင်အဖြစ်ကအဖြစ်များပါတယ်အမျိုးသမီး60ရာခိုင်နှုန်းက PMS ရတတ်ပြီးတော့လက္ခဏာသိမ့်မဆိုးတာကနေအရန်ဆိုးတာအထိဖြစ်တတ်တယ်လို့အသက်ကြီးလာလေ PMS ပိုဆိုးလေလည်းဖြစ်တတ်ပါတယ် PMS လက္ခဏာတွေကဘာတွေဖြစ်မလဲ နှစ်ပိုင်းရှိပါတယ်စိတ်ပိုင်းဆိုင်ရာမှာဖြစ်တဲ့လက္ခဏာတွေရဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာဖြစ်တဲ့လက္ခဏာတွေရဲ့ပါ psychological symptoms လို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာမှာဆိုရင် အိတ်မပြောတာစိတ်အပြောင်းလဲမြန်တာစိတ်မရှိ စိတ်တိုလွဲတာစိုးရင်စိတ်ညာတာစိတ်ဖိစီးတာစိတ်တက်ကြတာစိတ်ရှုပ်လွဲတာစားချင်တောက်ချင်စိတ်ညာတာတွေခံစားရတတ်ပါတယ် physical symptoms လို့ခေါ်တဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာဆိုရင်တော့ပြုတ်အန်ချင်တာခေါင်းကိုက်တာခေါင်းမူတာ မျက်နာနေမြန်းတာဝတ်ချံထွက်တာရှင်သားကျင်းတာနာတာပိုက်ပူတာလေပွားတာဝမ်းချုပ်တာခြေချင်းဝတ်နေရမှာရောက်တာဒီလိုမျိုးတွေခံစားရကြပါတယ် PPMS လက္ခဏာတွေတက်တာကြီးကိုဘာတွေလုပ်လို့ရမလဲဆိုရင်နီလန်း၃မျိုးလုပ်လို့ရပါတယ်အရင်ဆုံးနံပါတ်၁အနေနဲ့ကတော့ ကိုရိုင်းကယာတိမလာခင်အချိန်မှာဆိုရင်ဘလူတွေခံစားရတတ်တယ်ဆိုတာကိုသိထားပြီးတော့ဒါတွေက PMS ကြောင့်ဖြစ်နေရဆိုတာကိုကိုကိုနားလည်ဖို့လိုပါတယ်။ဒါမှကိုကိုကိုလည်းသတိထားနိုင်တဲ့အပြင်ကိုယ့်ရဲ့ချက်တူအမျိုးသားမိသားစုဝင်တငယ်ချင်းတွေကိုခံစားရတတ်တာတွေပြပြထားတာကအကူအညီဖြစ်စေမှာပါ။ဘာပဲဖြစ်ဖြစ်အနားအလိုကတိခံပြရမျိုးတော့မဟုတ်ဖ ೇನೆ ကိုကိုကိုလည်းနားလည်ပြီးတော့စိတ်ပိုင်းဆိုင်ရာမှာထိန်းနိုင်ဖို့ ਨੇ ကိုဗေနာအလိုက ို့အပေါ်ကိုပုံမှန်ချိန်ထက်ပေါ့နော်ပို့ပြီးတော့နားလေပေးစီနိုင်အောင်ပါနားလေနှစ်သိမ်းခံရတာကအများကြီးစိတ်သက်သာရရစီရွှာတွေ့ရပါတယ်အမှန်နဲ့အရင်ကတော့ကိုယ့်ရဲ့နေပုံထိုင်ပုံပြောင်းကြည့်ဖို့ lifestyle changes လုပ်တာပါ လေးချိန်ခံပုံမှန်လောက်တာက PMS ရောရာသီလချင်းကိုက်ခဲတာကိုပါသက်သာစေပါတယ်။ဟီကူရာ၊ aerobic ဆိုတာ၊ gym ကစားတာဒီလိုလေးချိန်ခံတွေလုပ်ကြည့်နိုင်ပါတယ်။စိတ်ပီစီမှု stress တွေများရင်လည်း PMS ပိုဆိုးစေရမို့လို့တက်နိုင်သလောက်စိတ်ပီစီမှုရှင်းချဖို့လိုပါတယ်။ကိုယ်တိုင်း relax ဖြစ်မဲ့အရာ၊စိတ်ပျော်စေမဲ့အရာတွေ၊ AEW8 တာ၊ tracing လေး င်းစောတာမိသားစုနဲ့အချိန်ပေးမုံစားတာတခြင်းနားထောင်တာရုပ်ရှင်ကြည့်ရမျိုးလုပ်ကြည့်ပါအစားအသောက်မှာဆိုရင်တော့စားများတာကဖေးများတာအရက်တောက်တာ heavy ဖြစ်တာတွေစားတာလျှော့ပြီးတော့တင့်တော်ရုံ healthy ဖြစ်မဲ့အစားအစာကိုနည်းနည်းစီစားပါ ကိုယ်လေးချိန်ပုံဝန်ဖြစ်အောင်ထိန်ပါ PMS ချိန်မှာရင်သားနာတာဗိုက်ပွားတာမျိုးဖြစ်တတ်တော့အဝတ်အစားကိုချောင်ချောင်ချီချီနဲ့ပုတ်ပုတ်ပပဝတ်တာကစိတ်ရောကိုယ်ပါသက်သာစေပါပါနောက်တချို့ဇီဝတွေက PMS ဖြစ်တာကိုသက်သာစေအောင်မ hồ lộ bông mình tao chỉ này bà ấy. supplements အနေနဲ့ဆိုရင် calcium, magnesium, vitamin E, vitamin B6, even in primrose wine စတာတွေက PMS သက်သာစေရလို့တွေ့ရပါတယ်။ကိုယ့်ရဲ့လက္ခဏာဆိုးရွားကောင်းတာပုံမူတည်ပြီးတော့လိုအပ်တဲ့စီတောက်လို့ရအောင်ကဆရာဝန်နဲ့အရင်တိုင်ပင်ဆွေးနွေးရတော့အကောင်းဆုံးပေါ့နော်။နောက်ဆုံးနံပါတ်3အချက်ကတော့ diary အနေနဲ့မှတ်ထားဖို့ပါ။ကိုကဘယ်လက္ခဏာကိုအများဆုံးခံစားရလဲ၊ဘယ်အချိန်မှာပိုဖြစ်တတ်လဲဆိုတာမျိုးမှတ်ထားကြည့်ပါ။ဒီလိုမျိုးနှစ်လ၃လမှတ်ထားတာက ကိုပေါ့နော်အဲ့ဒီအချိန်တွေမှာလောက်ရမယ်လူမှုရေးရာအလုပ်တွေရှင်တတိထားမိနိုင်အောင်ပါမဟုတ်ရင်ကိုယ့်ရဲ့စိတ်အခြေအနေကပုံမှန်ထက်အဲ sensitive ဖြစ်နေတော့စိတ်မကျေရင်တခြားသူတွေနဲ့ communication လွဲသွားမှာဆိုလိုပါ ဆိုတော့ဒီဗီဒီယိုလေးက PMS ဆိုတက်လို့တက်တာဖို့နီလန်းရှာနေသူတွေနဲ့ကိုယ့်ရဲ့ချစ်တော်အမျိုးသမီးရဲ့ PMS ချိန်မှာ view site ပေးဖို့နီလန်းရှာနေသူတွေအတွက်အထောက်အကူဖြစ်စေမယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးလို့အကျိုးရှိရဆိုရင်တခြားသူတွေလည်းဘိုးတူတာရသွားလို့ share သွားပေးဖို့မမေ့နဲ့အောင်နော်အဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာဆက်မနေပြန်တွေ့ပါမယ်နော်တတား